ီကိုတိုင်းလည်းအရင်ကဆိုရင်တော့ငါးကြော်ရမှာရံကိုကြောက်ပါတယ်။အိုးကမှာကြောက်တယ်၊စီပေါက်မှာကြောက်တယ်၊ပြီးရင်ငါးကလုံးဝစားချင်းပြာသပွဲမရှိဘူးကြင်မှပြီးတော့အငဲနဲ့ဖြစ်တာပေါ့နော်။အဲ့ဒီလိုမျိုးအခက်ခဲတွေဖြစ်ခဲ့ပါတယ်ရှင်။အခုနောက်ပိုင်းမှာတော့ငါးကိုလေးအစ်စစ်စေးလေးကြော်လို့ရသွားပါပြီ။လုံးဝကိုအိုးလည်းမကတ်ဘူး၊စီလည်းမပေါက်ဘူးပြီးရင်ငါးကအရင်ကျွလာပြီးတော့စားကောင်းစေပါတယ်။ဘလို့နီးနဲ့ကြော်တာလဲဆိုရင်တော့စီထဲမှာ ာလေးအနေငယ်ထဲလိုက်ပါတယ်ပြီးတော့အကြော်မှုတ်ကိုထဲလိုက်ပါတယ်အကြော်မှုတ်ကစိုက်တဲ့စိတ်ကိုသုံးလို့ရပါတယ်အများကြီးထဲဆံမလို့ပါဘူးအနေငယ်ထဲလိုက်ရုံနဲ့ငါးကိုထဲကျော်လိုက်မယ်ဆိုတော့ငါးကအိုးလည်းမကပ်ဘူးစီလည်းမပောက်ဘူးပြီးရင်ငါးရဲ့ရတာကအရန်ကိုကျူးရပြီးတော့စားကောင်းစေပါတယ်ရှင်တကယ်လို့ငါကြော်ရတာခက်ခဲနေတဲ့သူတွေဆိုတော့မိုက်တုံးတဲ့နီလန်းတိုင်းပေါ့နော်တုံးကြည့်ပြီးတော့ငါကြော်ကြည့်ပါတကယ်ကိုလွယ်ကူစေပါတယ်ရှင်မိုက်ကိုတိုင်းလည်းငါကိုအရင်ကဆိုရင်တော့လုံးဝဒီလိုမျိုးပေါ့နော် ါဘူးစားချင်းစရာလုံးဝမရှိပါဘူးအခုဆိုရင်ငါကိုစားချင်းစို့